မင်္ဂလာပါခင်ဗျာမြို့ထဲမှာနေတိုင်းသုံးဖို့ကားတစ်စီးရှာနေတဲ့စတိုင်လေကြာရမယ်စီလဲစားတတရမယ်ဆိုရင်အစီတော်အာရှမှာတော်တော်လေးနာမည်ကြီးတဲ့2021 Toyota Yaris Active Sport Sedan လေကစိတ်ဝင်စားစရာကောင်းပါတယ်ကဲသူ့ကြောင့်ကိုအထူးကျူအသေးစိတ်လေ့လာကြည့်လိုက်ကြရအောင်ကြည့်လိုက်ပါဦးဒီကားရဲ့ဒီဇိုင်းကတကယ်ကိုမျက်စိကျစရာပဲနော်ဒါကတော့လူကြိုက်များတဲ့ Eco Car Sedan တစ်စီးဖြစ်တဲ့ Yaris Active Sport ပါပဲသူ့ရဲ့ဒီဇိုင်းကဘာလို့ဒီလောက်ဆွဲဆောင်မှုရှိနေရလဲအချက်လောက်ကြည့်လိုက်ကြစို့ ဟုတ်ပြီအဲ့တော့ Yaris Atif ဆိုတာတကယ်တမ်းကဘာလဲဘလူးလူယိုကပုံပြီးရွေးထားတာလဲဈေးွက်ထဲမှာတော့သူကဘလိုနေရာမျိုးမှာရှိနေတာလဲဒါလေးတွေကိုအញ្ញဆုံးကြည့်ကြတာပေါ့ဒီကားကိုနားလေဖို့ဆိုရင် eco car ဆိုတာလေးကိုအရင်ထိထားဖို့လိုတယ်ဗျာအထူးသဖြင့်စီဆွေးတဲ့တက်နေတဲ့ခုလိုအချိန်မှာဂျာကတော်တော်အရေးကြီးတဲ့အချက်တစ်ခုပေါ့ eco car ဆိုတာကအဓိကကတော့စီစားနှုန်းအင်မတန်တပ်တာပြီးမြို့ထဲမှာသုံးဖို့အဆင်ပြေအောင်အဓိကထုတ်ဖော်တဲ့ကားမျိုးစားကိုပြောတာပါ Yaris Active ကတော့အဲ့ဒီထဲမှာရှေးဆုံးနဲ့ပါနေတဲ့ကားစီးပဲဖြစ်ပါတယ် Yaris Adifye အဓိကကြားတဲ့အချစ်တီကိုကြည်လိုက်ရအောင်သူကတကားလီပေါက်စတန်အမျိုးစားပေါ့အင်ဂျင်က1.2လီတာဆိုတော့စီစားနှုန်းကတော့တကယ့်ကိုပြောစရာမလိုအောင်ကောင်းတယ်။ဒါကြောင့်မြို့ထဲမှာနေတိုင်းမောင်းဖို့ပြီးတော့မိသားစုငယ်လေးတွေအတွက်ဆိုရင်တကယ့်ကိုအန်ကိုက်ပဲ။အရေးကြီးဆုံးကပါလဲဆိုတော့ Toyota ဆိုတဲ့နာမည်နဲ့အတူပါလာတဲ့ယုံကြည်စိတ်ချရမှုနဲ့ကြားရှိခံမှုပဲပေါ့။ဒါကတော့ Toyota ကားရဲ့အသာချေပဲလေ။ကဲကားရဲ့အဓိကအချက်လက်တီးတီးပြီးဆိုတော့ သူရဲ့အပြေပိုင်းအလားပါပဲကိုလက်ကြည့်ကြအောင်အထူးသဖြင့်ဒီ sport ဆိုတဲ့ trim ကရိုးရိုးမော်တယ်တွေနဲ့ဘလူးများကွာချပြီးပိုမိုက်နေတယ်လဲဆိုတာကိုကြည့်ကြမယ် sport trim မှာဘာတွေကွာထားလဲဆိုတော့အများကြီးပဲပထမဦးဆုံးကစိတ်ယုံကနေတခါတည်းတက်ပေးလိုက်တဲ့ body kit ပါပဲရှေ့ ဘေးနတ်စကဒီကြောင့်ကားကပိုပြီး sports ဆန်ပြီးကြည့်ကောင်းသွားတယ်ပြီးတော့ညဘက်မှာ LAN ကိုရှင်းရှင်းလင်းလင်းမြင်ရစေမယ့် projector မီးကြီးတွေနဲ့ LED နီးမီးတွေကြည့်လိုက်တာနဲ့ LAN နေတဲ့ထူးထွန်း alloy ပြီးတွေလည်းပါသေးတယ်အသေးဖွဲလေးတွေလို့ထင်ရပေမဲ့ကားကိုပိုမိုက်သွားစေတဲ့အနေရောင်ဘေးမှန်လေးနဲ့ခေါင်းမပေါ်က shark fin antenna တွေကသူကတကယ် sport car တစ်စီးရဲ့အသွင်းကိုစောင့်စီတာပဲဗျာဒီမှာကြည့်လိုက်ရင်ခုနပြောသွားတဲ့ design တွေကိုပိုပြီးမြင်သာသွားပြီနေပါနဲ့ အထူးသဖြင့်သူ့ရဲ့ရှေ့မျက်နှာစာက မီးကြီးတွေနဲ့ great design ကတော်တော်လေးကို aggressive ဖြစ်ပြီးဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးပြကြီးလိုက်တာနဲ့တင်ခစ်မိနေတာကဲအပြင်ပိုင်းကတော့ဒီလောက်မိုက်နေပြီအတွင်းခန်းလေးကိုဝင်ကြည့်ကြအောင်အတွင်းခန်းမှာရောဘလို feature တွေကစောင့်ကြိုနေပြီလဲဘလို့ခန်းစားချက်မျိုးပေးနိုင်ပြီလဲဆိုတော့လေ့လာကြည့်ကြပါမယ်ကားလေးကိုဝင်လိုက်တာနဲ့ sport model ဆိုတာတိတာစေတဲ့ချစ်တဲ့အများကြီးပဲပထမဆုံးကတော့အနီရောင်ချုပ်ချောင်းလေးတွေနဲ့အနက်ရောင်အတွင်းခန်း design ပဲ ဒါက sports sense နဲ့ခံစားချက်ကိုချက်ချင်းပေးတယ်။ပြီးတော့လန်ခုံးဒီမှာကိုကိုကောင်းကောင်းထိန်းပေးနိုင်တဲ့ semi bracket ထိန်းခုံတွေကလည်းတက်တောင့်တက်တာရှိတယ်။နီးပညာပိုင်းမှာဆိုရင်တော့ကို x ထဲထားရုံပဲ။ Casanova ခလုံးနဲ့လိုက်ရုံပဲ။ Smarky နဲ့ push test နဲ့ပေါ့။အလိုအလျောက်အပူချိန်ထိန်းပေးတဲ့ auto ရယ်ကွန်။ပြီးတော့ steering နဲ့ဖုန်းကင်တာတချင်းပြောင်းတာတွေလုံနိုင်တဲ့ multi function စနစ်တွေကမောင်းရတာကိုတကယ်ကိုတက်တောင့်တက်တာဖြစ်စေပါတယ်။၂၀21 model ရဲ့အဒီရအဆင်မြင့်တယ်မှုတို့ဟူရတော့ဒါပဲဗျာ။ Apple CarPlay နဲ့ Android Auto ပါဝင်လာတာ။ ဒါကတော်တော်အသုံးဝင်တဲ့ feature ပါ။ဘာလို့လဲဆိုတော့ကိုဖုန်းထဲက Google Maps တို့ Spotify တို့လို app တွေကို car screen ပေါ်မှာ direct ထုံးလို့ရသွားပြီ။ဒါကြောင့်လမ်းမောင်းနေတဲ့ဖုန်းတုံးစရာမလိုတော့ဘူး။ပိုပြီးပြီးခင်းသွားတော့ပေါ့။ဟုတ်ပြီ။အတွင်းခန်းကတော့တာယာနေပြီ။ car တစ်စီးရဲ့အသက်ဖြစ်တဲ့ engine ပိုင်းကိုဆက်ကြည့်ကြအောင်။သူ့ရဲ့စွမ်းဆောင်ရည်နဲ့အတိတ်ကရောင်းအားကောင်းစေတဲ့အချက် စီစားနှုန်းအချမ်းကိုဆွေးနွေးကြမယ်။ကဲ engine ရဲ့စွမ်းဆောင်ရည်ကိုကြည့်လိုက်အောင်။ မြင်းကောင်ရဲ့ R92HB နဲ့ Talk 109NM ဆိုတဲ့ကင်ကနန်ဒီကမြို့ထဲမှာနေစဉ်သုံးဖို့အတွက်လုံလောက်တဲ့အားကိုပေးနိုင်ပါတယ်။ဒီအင်ဂျင်ကအထူးကအရှိန်အဟုန်ထက်စီးစားနှုန်းကိုပိုပြီးဦးစားပေးထားတယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ဒီကားမှာတောင်းထားတဲ့ Super CVT Gear စနစ်အကြောင်းနည်းနည်းပြောပြခြင်းပါတယ်။ဒါကတာမန် Automatic Gear တွေလို Gear ချက်တစ်ချက်ချင်းပြောင်းတာမဟုတ်ဘူး။ချုံးမွေစွာနဲ့အရှိန်အတိုင်းလိုက်ပြောင်းပေးတဲ့စနစ်ပါ။အဲ့တော့ ဘာကောင်းလဲဆိုတော့ဂီယာပြောင်းတဲ့အချိန်မှာစောင့်တာမျိုး လုံးဝမရှိတော့ဘူး။မောင်းရတာအရန်ညံ့ညော်ပြီးစီစားနှုံးကိုလည်းအကောင်းဆုံးဖြစ်အောင်ကူညီပေးတယ်။စီစားနှုံးနဲ့ပတ်သက်ပြီးတော့တကယ်ကိုများများတတာဖြစ်အောင်ကြီးကြရအောင်။ကုမ္ပဏီကတရားဝင်ကြေညာထားတာက တလီတာကို20ကနေ23ကီလိုမီတာလောက်ထိရနိုင်တယ်လို့ဆိုပါရယ်။ဒါပေမဲ့လက်တွေ့စမ်းသပ်မောင်းနှင်မှုတွေရတော့ပြားမြ17.6ကီလိုမီတာလောက်ရတယ်လို့ထိရပါရယ်။ ဒါကတော့မောင်းနှင်ပုံနဲ့လမ်းအခြေအနေပေါ်မူတည်ပြီးကွာခြားနိုင်တာပေါ့အခုပြောမယ့်အပိုင်းကတော့ဒီကားရဲ့တကယ်ကိုအဓိကအားသာချက်လူတွေပါကြောင်ဒီကားကိုရွေ့ချယ်ကြတယ်လဲဆိုတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ဘေးကင်းလုံခြုံရေးအပိုင်းမေးဖြစ်ပါတယ်ဒီတော့မစ်ဆီယာချီတာက Yaris Active ဟာဘလောက်အထိလုံခြုံစိတ်ချရတယ်လဲအဖြေကတော့ခွန်ပါ ဟုတ်ပါတယ်လေးအိတ်ခွန်လုံးသူ့တန်စားတဲ့ကားတွေမှာလေးအိတ်ခွန်လုံးအထိ standard ထည့်ပေးထားတာက တော်တော်ရှားပါတယ်။ဒါကမိသားစုအတွက်စီးမံဆိုရင်တကယ်ကိုစိတ်အချရဆုံးအချက်တစ်ခုဖြစ်စေပါတယ်။လီအိတ်တွေအပြင်တထားလုံခြုံရေးစနစ်တွေလည်းအပြည့်အစုံပဲ။ဥပမာရုတ်တရက်ဘရိတ်ကိုလန်းရင်ဘီးလီလော့ခ်စ်ကြီးချော်မသွားအောင် ABS နဲ့ EVD ကကူညီပေးတယ်။လန်းခုံးတွေမှာကားကထိမနိုင်တိမရဖြစ်မသွားအောင် VSC ကထိန်ပေးတယ်။မိုးရွာလို့လမ်းချော်နေရင် B free ဖြစ်မသွားအောင် TRC ကကာဝေပေးတယ်။နောက်ပြီးတောင်တက်လမ်းမှာကားရက်လိုက်တဲ့အခါနောက်ပြန်လေးမကြသွားအောင် HAC ကထိန်ပေးထားတယ်။ ဒါတွေအားလုံးက standard ပါဝင်တာပါကဲအခုတိပြောခဲ့တဲ့အချက်တွေအားလုံးကိုခြုံငွံပြီးတော့နောက်ဆုံးသုံးသပ်ချက်လေးကိုပြောပြချင်ပါတယ်ဘာကမဆိုအားသာချက်အားနေချက်ဆိုတာတော့ရှိတာပဲပေါ့နော်ဒီကရဲ့အဓိကအားသာချက်တွေကတော့ပြောခဲ့တယ်လို့ပဲအလွန်ကောင်းတဲ့စီစမ်းလုံး၄၈လုံးလုံးပါတဲ့ဒီတန်းလုံးဂျုံရည်နဲ့ theater ရဲ့ညုံကြီးစိချရာမှုပါပဲသူရဲ့ sporty design ကလည်းလူငယ်တွေအကြိုက်ပေါ့အားနေချက်ပဲကိုကြည့်မယ်ဆိုရင်တော့ engine ဆွမ်းဆောင်ရည်ကတာဘို engine တပ်ပြန်ပဲဒီလောက်တော့အာမကောင်းဘူးနောက်ပြီးအရက်ရှည်တဲ့လူတွေတဲ့နောက်ခန်းကနည်းနည်းကျင်းတယ်လို့ဆိုကြတယ် တကယ်တုံးဆွဲနေတဲ့ပိုင်းစီတွေစီကကြားလေးရှိတဲ့အချက်လေးတွေကိုလည်းထည့်ပြောပြပါမယ်။ဒါကကားဝယ်ဖို့စဉ်းစားနေရင် ပေါ်ထကိုထည့်မှာပါ။တချို့က CVT gear ကအရှင်နေနေနဲ့မောင်းတဲ့အခါမှာအနေနဲ့စောင့်တလို့ခန်းစားရတယ်လို့ပြောကြတယ်။ခုနကပြောသလိုပဲရက်195 cm ကျိုးရင်နောက်ခန်းကနည်းနည်းကျင်းနိုင်တယ်။နောက်ပြီးအစော်ပိုင်းထွက်တဲ့ကားတချို့မှာကား screen ကနည်းနည်းလေးတယ်လို့ပြောကြပါမယ်။ဒါက software update လုပ်လိုက်ရင်အဆင်ပြေသွားနိုင်ပါတယ်။အချို့အနေနဲ့ပြန်ပြောရရင်2021 Yaris Artist Pro ဆိုတာက ခင်မြည်တဲ့ဒီဇိုင်းအလွန်ကောင်းတဲ့စီစားနှုန်နဲ့သူ့အတန်းစားမှာရှာရခတ်တဲ့လုံခြုံရေးစနစ်တွေကိုပေါင်းစပ်ပေးချတဲ့ကားတစ်စီးပါဆိုတော့နောက်ဆုံးအနေနဲ့စဉ်းစားရမှာကတော့ဒီကားကပေးတဲ့ယုံကြည်စိတ်ချရမှုပြေးကင်းလုံခြုံမှုနဲ့စီစောက်တတ်တာမှုဆိုတဲ့ချက်တွေကကိုယ့်ရဲ့နေ့စဉ်လိုအပ်ချက်တွေနဲ့ကိုက်ညီမှုရှိရလားဆိုတာပါပဲဒီနေ့ရှင်းလင်းတင်ဆက်မှုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်